ားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်ဖတ်ပြပေးတော်မှာကတော့ဆရာမြတ်တန်းသိန်းရဲ့ဗရောက်ပန်းတို့ကွန်ပျူတာနဲ့စာပေလေ့လာမှုဆိုတဲ့အဆောင်ပါလေးနှစ်ပုဒ်ပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာကျွန်တော်တို့ဒီခုတ်အင်းကြီးမှာဆန်းတက်လာခဲ့ကြသည်လို့ပြောခဲ့ပူပါတယ် တဘောကတော့ခေတ်သစ်ရုရှားစာပေဟာ ကိုကိုရဲ့ကော်အင်ကြီးဆိုတဲ့ဝတ္ထုတိုလေးကအစပြုခဲ့တယ်လို့ပြောတဲ့တဘောပါဒီတိုင်းပါပဲကျွန်တော်တို့ရဲ့မြမခေတ်သစ်ကပြားဟာလဲဇော်ကြီးရဲ့ဗရောက်ပန်းကဆင်းသက်လာတယ်လို့ပြောနိုင်ပါတယ်ဗရောက်ပန်းမတိုင်မီတော့ကမြမကပြားဟာတဘာဝအကြောင်းပန်းအကြောင်းရာသီအကြောင်းနတ်ခတ်အကြောင်းတောတောင်ကြီးမြေအကြောင်းကိုခတ်ရိုးရိုးခတ်စင်းစင်းဖွဲ့ထားတဲ့တယုတ်ပြအဖွဲလောက်ပဲရှိပါတယ် ်ဦးကျော်ရဲ့ဗထောက်ပန်းအဖွဲကိုကြည့်ရင်ဒီအချက်ကိုသိနိုင်ပါတယ်။နားထောင်ကြည့်ပါ။လာတကူးပေမို့အလှထူးပါပြီ။မြားမြားဖူးရတဲ့ခိုင်ရွှေပါ။တကယ်တမ်းသာဖြင့်ဘယ်ပန်းတော်ဆံမတူဘူး။နန်းနမူဖန်ကူထိတ်မာလာပစ်စီကချွေးတော်တက်ရတဲ့အေးရိတ်စာရ။တနှစ်တွင်တီတလပေးပါတလတွင် တရက်ထဲခတ်ခဲတဲ့ရပ်ဗုဒ္ဓပွင့်ရှာကြစုံမြိုင်တွင် မြူမင်းလွန်ထံ ကျူတင်းတာချိန်ရမတော့ရွှေဝစ်ဆန်ငုံတန်းညောက်ကန်နဲ့ခါတကြံဂိမ်းမှန်ရောက်ပြန်တော့တိန်တရီထိန်ဝေးလို့တောက်တဲ့အပြင်လမ်းတစ်လျှောက်တင်းမာပြီးစမ်းတလောက်မလင်းနိုင်ဘူးပန်ပရောင်မင်းဦးကျော်ရဲ့ပရောင်ပန်းဖြစ်ပါတယ်လှပပြီးပန်းပွင့်ရဲ့တင်ခါရလောကရဲ့တင်ခါရတဘောကိုဖော်ပြတဲ့တရုတ်ပြကပြားလေးတဘောပါပဲဇော်ချီရဲ့ပရောင်ပန်းကတော့ရတ္တတဘောတယ်မကားတော့ဘူးဒသနာပါပါလာပါတယ် ကျေးဇူးပြုပြီးနားထောင်ကြည့်စေချင်ပါတယ်။မခူးကျင်စမ်းမာနဲ့နှစ်ဆန်းခါတော်မီမှုစပေါ်ကြီးပြည်ပြည်လင်းငါပခတ်သိမ့်နေဆုံဆုံတို့ပွင့်ငုံကိုလင့်ကုန်ကြတော့လို့ခေါင်းကြွကစာဝေဝေနဲ့သူလဲလီ လော်ဂီတာလို့ပေါ့ကြွားချင်လှပေးလိုက်မယ်။ပထမအပိုက်ပါဒီအပိုက်မှာပဲဇော်ကြီးရဲ့စရင်စိတ်ဓာတ်ကိုကျွန်တော်မြင်လိုက်ရပါပြီ။အဲ့ဒီစရင်အဲ့ဒီစိတ်ဓာတ်ကတော့နားလေခွင့်လို့ချင်ပါပဲ။ ခွင်းလွှတ်ခြင်းဟာဇောကြီးစေတယ်ဖြစ်ပါတယ်။ဗရောက်တွေပွင့်တော့မယ်တဲ့။တလောကလုံးရွှေတွေဖုံးတော့မယ်။ကြည်လီရရာမှာဗရောက်ငုံဗရောက်ဖူးတွေကသူတို့လာတော့မယ်။စောင်းကြမျော်ကြလို့ကြင်ညာနေတဲ့ပုံမျိုး။ခေါင်းမော်ပြီးဝေဝေးဆဆာနဲ့ကြွားဝါနေကြလေရဲ့။အော်ကြွားချင်လဲကြွားပါစေ။သူလဲလော်ဂီတာလို့ကြွားချင်မှာပေါ့လို့ဇော်ကြီးကခွင့်လွှတ်ထားပါတယ်။ဒီတော့ဗရောက်ပန်းကပြားရပထမအပိုက်ဟာနားလေခွင့်လွှတ်ခြင်းကိုပြတဲ့အပိုက်ဖြစ်ပါတယ်။ တသိန်းတင်ပါပြီတိမ်မြင့်ရီပြပြကជីတာတာပင့်လေအဖြူတွင်ဖြင့်တီတာတာပွင့်ရွှေဘုငယ်တို့လေရှက်ကဘဲညာလူးလေတော့သူတို့လိုဘယ်လိုမျိုးနိုင်မှထူးပါပြီတဲ့ကြည်စမ်းနဲ့ဘလောက်ကြက်တရေရှိလဲပြာကြီးတိမ်တိုက်တွေကြားတဲ့ကလေပြေကလေးတုတ်လိုက်တဲ့အခါမှာဗဒဖူးဗဒောက်ခိုင်တွေဟာဟိုဘက်ရင်းလိုက်ဒီဘက်ရင်းလိုက်နဲ့ငှက်တွေလေချင်းရှက်နေကြသလိုပဲတဲ့မျိုးနေလိုက်ကြတာဘလောက်အောင်များမျိုးနေလိုက်ကြသလဲ ဘလောက်များပျော်နေလိုက်ကြသလဲဘလောက်များရွှင်နေလိုက်ကြသလဲသူတို့လိုဘ누구တွေမြူးနိုင်တယ်လဲသူတို့လိုဘ누구တွေပျော်နိုင်တယ်လဲစောကြီးဟာမြူးနေတဲ့ဗရောက်ပန်းတွေကိုမြင်တယ်ပျော်နေတဲ့ဗရောက်ပန်းတွေကိုမြင်တယ်ဒီဗရောက်ပန်းတွေနဲ့အတူသူ့စိတ်ဟာမြူးနေတယ်ပျော်နေတယ်ဗရောက်တွေမြူးနေတာကိုကြည့်ပြီးမူတီတာပွားနေတယ်သူတို့ဘာပျော်တာသူတို့ဘာမြူးတာသူတို့ဘာချမ်းသာတာကိုကြည့်ပြီး ျှဝေခံစားတာဟာမူရီတာဖြစ်ပါတယ်။ဒါကြောင့်ဗရောက်ပန်းကပြားရဲ့ဒုတိယပိုင်းဟာဇော်ကြီးရဲ့မူရီတာစိတ်ကိုပြနေပါတယ်။ဒီမူရီတာစိတ်ဟာလည်းဇော်ကြီးစိတ်ရင်ဇော်ကြီးစိတ်တဲ့ဖြစ်ပါတယ်။တတိယပိုင်းကတော့ဇော်ကြီးရဲ့အကောင်းမြင်ဝါဒကိုဖော်ပြနေတဲ့အပိုင်းလို့ဆိုကြပါတယ်။ဘလို့များအကောင်းမြင်လဲ။တဝါဝါဆင်တင်ငဲ့ရနဲ့ကဘာမှာပဝင်ချမ်းစီဖို့သာသနာရှင်ရှင်လန့်အောင်လို့ တမင်မှန်းငါဘတရီဆွဲရှိရွယ်ရော့တလားဘရာပန်းတွေတလောက်ဝါဝင်းထဲနေတာဟာဘာကိုရှိရွယ်တာလဲဘာကြောင့်လဲဆိုတော့ဇော်ကြီးရွာသူ့ခုတူပြန်မိပါတယ်ကဘာကြီးညင်းညမ်းအောင်ဗုဒ္ဓတာသနာရှင်လန်းအောင်ပရိယတိပရိပတ်တိပရိဒေဝစတဲ့တာသနာသုံးရကိုကိုးကွယ်စည်းကမ်းနိုင်အောင် လူတွေကိုတရီပီးလှုံ့ဆော်ခြင်းနဲ့အတွက်ဘရာပန်းတွေဟာတလောက်ဝါဝင်းနေကြတာလားလူတွေကို ကတ်သုံးမကျော်နိုင်အောင်အားထုတ်ကြလို့သတိပေးတဲ့အနေနဲ့ဒီလိုရွှေရောင်တောက်တာများဖြစ်နေရောသလားလို့ဇော်ဂျီကသူ့ကိုယ်သူပြန်မေးနေပါတယ်။ဘရော့ရဲ့အဝါရောင်ထဲမှာသင်္ကန်းကိုမြင်လိုက်တဲ့ဇော်ဂျီအမြင်ဟာငြင်းချမ်းမှုကိုလိုလားတဲ့ဇော်ဂျီအမြင် ဘာသာတရားကိုကိုင်းညွတ်တဲ့ဇော်ဂျီအမြင်အကောင်းအမွန်ကိုသာကြည့်တတ်တဲ့ဇော်ဂျီရဲ့အကောင်းမြင်ဝါဒကိုဖော်ပြနေပါတယ်။ခုပါနဲ့ကွယ်ဖွင့်ဖူးမှာအဝါချေ၍ မာလာအလဲမှာနှွဲချင်တဲ့နှလုံးရဲ့ကြောင့်နှစ်ဆုံးကိုအတာဝင်လို့မန်အင်ကိုညံစင်မွေးခါပါအရေးအခါတာမှ ခမညာမှာတကုံဆန်းရတဲ့ဗန်ပရောင်များစောကြီးရဲ့သာနာစိတ်ကရုဏာစိတ်တံပစင်စိတ်တို့ကိုပြလိုက်တဲ့အပိုက်ပါပဲရွှေရောင်တွေခြေထားတဲ့ပရောင်ပန်းဟာနှစ်ဦးမှာပွင့်တဲ့အချားပန်းတွေလိုပဲပန်းပွဲတော်ကြီးထဲမှာပါရှင်မှာပေါ့တဲ့သွားပြီးမခုလိုက်ပါနဲ့တဲ့တို့ခမညာ နှစ်ကုန်ပြီအตาကူးချိန်မှာပြောဖို့အတွက်တစ်နှစ်လုံးစောင့်ရတာပါတယ်အခုလိုအခွင့်အရေးကြုံမှ သူ့ကုန်ပေါ်လေးကို သူထုတ်ပြရတာမို့မြူးခွင့်ပျော်ခွင့်ဖူးခွင့်ပွင့်ခွင့်ဝင်းခွင့်ဝါခွင့်ပေးလိုက်ပါလို့ဇော်ကြီးကကရုဏာစိတ်စာနာစိတ်တန်ပစင်စိတ်နဲ့ဗราวပန်းဘက်ကနေရှေ့နေလိုက်ပြီးပါတယ်ဒါဟာဇော်ကြီးစိတ်ရင်ဇော်ကြီးစိတ်တတ်ပါပဲဗราวပန်းကပြားဟာ 1928ခုနှစ်ကရေးခဲ့တဲ့ကဗျာဖြစ်တဲ့အတွက်အခုဆိုရင်နှစ်ပေါင်း80ကျော်ရှိသွားပါပြီ။အနည်း80ကြာတိုင်းပရောက်ပန်းဟာလန်းဆန်းနေတော့မှပဲ၊မွေးပြန့်နေတော့မှပဲ၊ရွှေရောင်တောက်ပနေတော့မှပဲ။ဒီကဗျာဟာမြန်မာကဗျာအစ်စ်မှာပထမအဆုံးပေါ်ထွက်လာတဲ့ကဗျာဖြစ်ပါတယ်။အတွေ့အစ်စ်ကဗျာအစ်စ်ကိုဖော်ပြလိုက်တဲ့ပထမဆုံးခေတ်အစ်စ်ကဗျာဖြစ်ပါတယ်။ဒါကြောင့်ခေတ်အစ်စ်မြန်မာကဗျာဟာပရောက်ပန်းကဆင်းသက်လာတယ်လို့ကျွန်တော်ပြောချင်ပါတယ်။ မြာတန်းတဲ့1998ခုစက်တင်ဘာ5ရက်တက္ကသိုလ်များဗဟုစာကြီးတိုက်ဇော်ကြီးကျေးရုပ်ဖွင့်ပွဲအခမ်းအနားတွင် ဟောပြောကြမှကောက်နှုတ်ထားတာကိုဗရောက်ပွင့်တဲ့မဂ္ဂဇင်းအမှတ်3ဧပြီလ2006ခုနှစ်မှတဆင့်ပြန်လည်ကိုယူဖော်ပြပါတယ်အခုနောက်တစ်ပုဒ်အနေနဲ့ဆရာမြာတန်းတဲ့ရဲ့စာပေလေ့လာမှုဆိုတဲ့ဆောင်းပါးလေးကိုဆက်လက်ဖတ်ပြပေးထားပါမယ်ခင်ဗျာအားလုံးပဲဆက်လက်နားဆင်ကြပါအောင်ခင်ဗျာ စာပေလေ့လာမှုစာပေလေ့လာခြင်းသည်စိတ်နှလုံးကိုကြည်နိုးစေ၏အစဉ်အရင်ကိုဖြစ်စေ၏အရေးအချင်းကိုတိုးစေ၏စာပေကိုလေ့လာဖတ်ရှုခြင်းဖြင့်အထီးထီးနေထိုင်စဉ်နှင့်အနားယူစဉ်တွင်စိတ်နှလုံးကိုကြည်နိုးစေနိုင်ပါသည် စာပေကိုဖတ်ရှုခြင်းဖြင့်စကားပြောရာတွင်အစဉ်အရင်ဖြစ်စေပါသည်စာပေကိုဖတ်ရှုခြင်းဖြင့်ဆုံးဖြတ်ချင့်ချင်ခြင်းနှင့်အလုပ်တို့ကိုစီမံခန့်ခွဲခြင်းပြုရာတွင်အရေးအချင်းတို့ကိုတိုးတက်စေနိုင်ပါသည် တပ်ပွန်ကြီးညာသည့်ပုဂ္ဂိုလ်များမှမူစီမံခန့်ခွဲနိုင်ကြပါသည်အသေးစိတ်အချက်အလက်တို့ကိုလည်းတစ်ခုချင်းနှိုင်းချိန်စဉ်းစားကြပါသည်တို့ရတွင်တာမန်လူများမှမူကတိုင်ပင်နှိမ့်တော့ရပါသည်အကြံစီများအရာကိစ္စတို့ကိုစီမံပုံများသည်ပညာရှိတို့ထံမှသာအကောင်အဆုံးရရှိတတ်ပါသည်စာပေလေ့လာမှုတွင် အချိန်ကိုများစွာအသုံးချခြင်းသည် လေးလံထိုင်မှန်စေပါသည်ထို့အစဉ်ရင်အတွက် စာပေလိလာမှုကိုအလွန်အမင်းပြုလုပ်ခြင်းသည်ပါလွားဟန်ဆောင်ခြင်းဖြစ်ပါသည် စာပေလိလာမှုတို့ကိုချီအားကိုး၍ဆုံးဖြတ်နိုင်ခြင်းစဉ်းစားခြင်းသည်ပညာရှိတို့ကိုရယ်ဝယ်ဖြစ်တတ်ပါသည်စာပေလိလာမှုသည်တဘာဝကိုပြည့်စုံအောင်လုပ်ပေးပြီးအတွေ့အကြုံကတဖန်ပြန်၍စာပေလိလာမှုကိုပြည့်စုံအောင်လုပ်ပေးပါသည် တဘာဝအခြေချင်းတို့သည်တဘာဝပေါသောတပည့်များနှင့်တူပါသည်အပင်တို့မှ အကိုင်းအခတ်တို့ကိုခုတ်ထွင်ရှင်းလင်းရန်လိုတဲ့ကဲ့သို့တဘာဝအရေးရှင်တို့ကိုလည်းလေးလာမှုဖြင့်ခုတ်ထွင်ရှင်းလင်းပြရန်လိုပါသည်လေးလာမှုသည် သူ့ပင်ကိုတတ်တတ်အတိုင်းဆိုလင်ထွေပြားလာသည့်အတွက်ထိုလေးလာမှုကိုအတွေ့အကြုံဖြင့်ထိန်းကုတ်ပေးရန်လိုပါသည်ကောက်ချက်ဆင်းလဲသူတို့သည်လေးလာမှုကိုရှုတ်ချဖြစ်တင်ကြပါသည်ရိုးသားသူတို့ကလေးလာမှုကိုနှစ်သက်တဘောကြကြပါသည်ပညာရှိသူတို့ကလေးလာမှုကိုအတုံးချကြပါသည် လေးလာမှုများသည်သူတို့ကိုအသုံးပြုရန် သင်ကြားခြင်းမပြုပါတို့ရတွင် လေးလာမှုမရှိဘဲစဉ်းစားဆင်ခြင်ဆုံးဖြတ်နိုင်ပြီဆိုလင်က ထိုရသည်ဉာဏ်ပညာမည်ပါသည်ငင်းခွန်ရန်နှင့်ငင်းပယ်ရန် စာဖတ်ခြင်းမပြုပါလိမ့်နှင့်ယုံကြည်ရန်နှင့် သူများပြောသည်များကိုလက်ခံရန်လည်းစာဖတ်ခြင်းမပြုပါလိမ့်နှင့်စကားကြီးစကားကြဲပြောရန်နှင့်ဆွေးနွေးရန်လည်းစာဖတ်ခြင်းမပြုပါလိမ့်နှင့် နိုင်ချင်ရန်နဲ့တွေးတော့ရန်အတွက်သာစာဖတ်ခြင်းပြုပါလေအချို့စာအုပ်တို့သည်ညီဆန်းချင်ရန်ဖြစ်အချို့ကမျိုးချရန်ဖြစ်အနှဲငယ်သောစာအုပ်တို့မှာသာလဲချေညက်အောင်ဝါ၍အစာချေရန်ဖြစ်တနည်းပြောရရင်အချို့သောစာအုပ်တို့သည်တစိတ်တစ်ပိုင်းမျှသာဖတ်ရန်ဖြစ်အချို့စာအုပ်များကတာမန်ဖတ်ရုံသာဖြစ်အနှဲငယ်သောစာအုပ်တို့ကိုသာလဲလုံလဝရိယ တတိအာယုံဆိုင်မှုတို့ဖြင့်အပြည့်အစုံဖတ်ရန်ဖြစ်ပေ၏အချို့စာအုပ်များက ကိုစားဖြင့်သာဖတ်အပ်သောစာအုပ်များဖြစ်၏အခြားသူများထုံနှုတ်ပေးသောအချက်များကိုသာဖတ်အပ်၏တို့ရတွင် ထိုစာမျိုးမှာအရေးမကြီးသောအကြောင်းများနှင့်ညံ့ဖျင်းသောစာအုပ်များသာဖြစ်သင့်၏ပေါင်းခံစာအုပ်များသည်ပေါင်းခံရများကဲ့သို့ပင်ဟိတ်ဟန်များသောအရာဖြစ်သောကြောင့်ဖြစ်၏စာဖတ်ခြင်းသည်ပြေဝသော လူတရားဖြစ်စေ၏ တိုင်ပင်နှိမ့်နှောခြင်းသည်ကြေပြန်သောလူတရားဖြစ်စေ၏။စာရေးခြင်းသည်တိကျသောလူတရားဖြစ်စေ၏။ထို့ကြောင့်စာရေးနေသူတရားဖြစ်လင်ကြီးသောမှဉဏ်ရှိဖို့လိုပါသည်။ဆွေးနွေးတိုင်ပင်မှုနည်းလင်ဇဝနဉဏ်ရှိဖို့လိုပါသည်။စာဖတ်ခြင်းနည်းလင်ပါဏမှုရှိဖို့လိုပါသည်။ရာဇဝင်များသည်လူများကိုပညာရှိစေပါသည်။ကြပြာဆရာများက လူများကိုဇဝနဉဏ်ထက်တန်စေပါသည်။သင်္ချာဆရာများသည် လူများကိုနူးညံ့သိမ်ဝေးစေပါသည်ဒသနာပညာသည် လူကိုလေးနက်စေပါသည်နေတိပညာသည် လူကိုတည်ကြည်စေပါသည်ယုတ်တိဗေဒနှင့်နှုတ်မှုပညာသည် လူကိုရှင်ပြန်နိုင်စေပါသည်ဇဝနာဉဏ်တွင် အတားအဆီးအရတန့်ဟူ၍မရှိပါ လေးလာမှုကြောင့်သာပျက်စီးသွားနိုင်ပါသည် ကိုယ်ခန္ဓာတွင်ဖြစ်သောယောဂါတို့အတွက်တင်းလျော်သော လေးကျင်ငိုင်းမှရှိသည့်ဤသူဖြစ်ပါသည် ဘောလုံးလှည့်ကစားခြင်းသည်ကြောက်တယ်ခြင်းနှင့်အကြောများအတွက်ကောင်းပါသည်တနတ်ပြခြင်းသည်အဆုတ်နှင့်ရံပတ်အတွက်ကောင်းပါသည် ဖြင်းညင်းစွာလမ်းလျှောက်ခြင်းသည်ဝမ်းပိုက်အတွက်ကောင်းပါသည်မြင်းစည်းခြင်းသည်ခေါင်းစတီတို့အတွက်ကောင်းပါသည် ထို့ကြောင့်လူတယောက်၏စိတ်သည်အတ္တိမဏိထွေပြားလျက်ရှိပါကသင်္ချာကို လေ့လာသင်ပါသည်အဘယ်ကြောင့်ဆိုသောသင်္ချာကိုအတွက်ရာတွင် စိတ်အာယုံကိုစုစည်းခြင်းပြုနိုင်ပါက အစမှပြန်တွေ့ရမည်ဖြစ်သောကြောင့်ဖြစ်ပါသည် သူစိတ်သည်ဈာနာချက်ကို မခွဲခြားနိုင်ပါကသို့မဟုတ် မတွေ့ပါကကြောင်းစရာကိုအတူယူတတ်ပါသည်ကြေတနာများကိုမဖြည့်ရှင်းနိုင်လင်အရာဝတ္ထုတစ်ခုကိုတတ်တည်မထုံနိုင်လင်ရှေ့နေ၏အမှုတွေများကိုလေ့လာတတ်ပါသည် ထို့ကြောင့်စိတ်ဤချုပ်ရင်းချက်တိုင်းအတွက်အထူးဖြည့်စေတစ်ခုစီရှိတတ်ကြတည်တာဖြစ်ပါသည်ညာတန်းတဲ့ ားလုံးကျေးဇူးများ යි တင်ပါတယ်ခင်ဗျာအားလုံးပဲဘေးကင်းကြပါစေခင်ဗျာအဆက်အစအရာလည်းကြိုးစားကြပါခင်ဗျာ